ကဲဘောရအောင်မယ်မင်္ဂလာပါဒီနေ့မှာကျွန်တော် YouTube အသစ်လေးအနေနဲ့ကြိုးစားပါရပြန်နော်ကျွန်တော်ဒီဘလုံးဝဲတွေတုံးတဲ့ပေတာကခုနောက်ပိုင်းမှာ Facebook တို့ YouTube တို့ဒီဘယ်လိုပြောမလဲဆိုရင်စီးကဲချက်တွေများတဲ့အတွက်ကြောင့်ဟိုလိုမျိုးဒီတီးတတ်ဘယ်လိုပြောမလဲဆိုလို့ရှင်ဗျာဒီလောင်းစားသဘောမျိုးကြီးတုံးတဲ့ပေလို့ဆင်မပြေတော့ brother တို့ဒါကြောင့်မို့ကျွန်တော်အကြိုက်ပွဲစဉ်လေးတွေကိုလိုရင်းတွင်တော့ကျွန်တော်အဓိကထားပြီးတုံးတဲ့ပေးမယ်အခုကကျွန်တော်ဒီနိုင်ငံပွဲစဉ်တွေပဲဖြစ်နေလို့နော်ဒီအမှတ်ပေးပွဲစဉ်တွေပြန်စပြီးစဉ်ကိုစမ်းကအမှတ်ပေးပွဲစဉ်တွေဆိုရင်ပို့ပြီးတော့ဘယ်လိုပြောမလဲဆိုရင်ရင်းနေတယ်ပို့ပြီးတော့လည်းတုံးစားတာကောင်းတဲ့အတွက်ကြောင့် ပို့ပြီးတော့တတိထားမယ်အနေထားမျိုးနိုင်ငံပွဲစဉ်လက်ရှိအနေထားကတော့ဦးဆန်းနည်းနည်းလေးဂရုစိုက်ပြီးတော့သုံးသပ်ပြီးတော့ရွေးချယ်ပေးမယ်နော်လက်ရှိပြီးခဲ့တဲ့ရက်တွေကတော့ကျွန်တော် YouTube အကောင့်လေးကကျွန်တော်အရင်အကောင့်လေးကပြတ်သွားတဲ့အတွက်ကြောင့်ပြောပြမလဲဆိုလို့ရှိရင်မသုံးသောက်ဘူးပဲဗျာနော်အကြိုက်လေးပဲတင်မင်းညလည်းကျွန်တော်ကျွန်တော်ရဲ့ဒီ Telegram Channel နဲ့ Viber Channel မှာကျွန်တော် Mount Gat လေးသမောက်တက်တဲ့မြန်မာတသိန်းနဲ့ပဲကြိုးစားရပြသားလို့နိုင်ငံပွဲစဉ်တွေကတော့ဒါပဲကျွန်တော်ဖြည်းဖြည်းပဲထိန်ကစားခိုင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တိတ်မကြွန့်ကျင်တဲ့နယ်ပယ်လေးကဖြစ်တဲ့အတွက်ကြောင့် ဟိုပပလောက်ပဲကျွန်တော်ကစားစစ်ခြင်းနဲ့ကိုလည်းကိုရိုးရိုးအမပေးပွဲစဉ်နဲ့ရှင်းခြင်းမယ်ဆိုတော့နိုင်ငံပွဲစဉ်ဆိုတော့ကျွန်တော်မှန်းလို့မရပါဘူးဗျာနော်ဟိုပြီးခဲ့တဲ့ရက်တွေကတော့ဒီအောက်ကြီးတွေပြီးပြီးအခုနောက်ပိုင်းမှာဆိုလို့ကျွန်တော်ဘယ်လိုပြောမလဲဆိုရင်အထက်အသင်းတွေပေးတာများတယ်တကယ်အသင်းကြီးတွေပေးတာများတယ်ဗျာနော်ကြည့်ဒါဆိုရင်ကျွန်တော်အခုနောက်ပိုင်းကျွန်တော်သုံးသပ်ပေးတဲ့ပွဲစဉ်တိုင်းကိုကျွန်တော်လွှင့်တွင်လောက်ပဲကျွန်တော်သုံးသပ်မယ်ပြန်နော်တချို့ဒီပွဲစဉ်တွေကြတော့ ကျွန်တော်ဒီလိုမျိုးကျွန်တော်ကိုယ်တိုင်လေ့လာထားတဲ့အချက်လက်ရလေးကျွန်တော်သုံးသပ်ပေးခြင်းတယ်အဲ့လိုမျိုးသုံးသပ်ပေးမှသာလင်ဘောလုံးပွဲတစ်ပွဲရဲ့ရှင်းကပ်ပုံရှင်းကပ်နည်းကိုဘရာသာကိုလည်းနားလည်မှာဒါကျွန်တော်သိသလားကျွန်တော်ပြောပြပြเนาะဘရာသာတို့ကလည်းတချို့ဘရာသာတွေဆိုရင်ကျွန်တော်ရဲ့ဒီ YouTube comment ထဲမှာမန့်ကြတယ်ကျွန်တော်အကုန်လိုက်ဖတ်တယ်ဘရာသာတို့ရှယ်လည်းအကြံယူတယ်ကျွန်တော်ရှယ်လည်းပြန်ပြီးတော့ကျွန်တော်အကြိုက်လေးပြန်ပြီးသုံးသပ်ပေးတဲ့ပုံမျိုးပြเนาะဒါကတော့ဘယ်လိုပြောမလဲဆိုရင်ဟိုဒုံးဒီဟိုဒီဘွက်ကြိုက်တယ်ဒီဘွက်ကြိုက်တယ်ဗျာအဲ့လိုပြောမဲ့အစား ရှင်းကပုံရှင်းကန်ဒီတပွဲနဲ့တပွဲအဲ့လိုမျိုးလေးရှင်းကသွားရှင်းကုံရှင်းကန်ဒီရှင်းပြပြီးတော့ဒီတုံးသက်သွားပြီးတော့အနိုင်ရလက်ဖြစ်သွားတာပို့ပြီးတော့ဟိုအကျိုးရှိမယ်လို့ကျွန်တော်ယူဆတော့တစ်ခါကြာလို့ရှိရင်ပွဲစဉ်လေးတွေကဟိုဒီကြာမကြာတဲ့နေရာမှာတုံးသက်ချက်တွေကြာသွားတဲ့ပုံမျိုးဒါပေမဲ့ဒီရက်နောက်ပိုင်းဆိုတော့လိုရင်းတွေတော့ပဲကျွန်တော်သွားတော့မယ်ဘာလို့လဲဆိုတော့ရေရှည်ကျွန်တော်ပထမ YouTube ကောက်စင်လာဒီတိုင်းပဲเนาะဒီလူရောက်ဟိုဒီကျွန်တော်ဆိုရင် ဒီပထမဟာဒီဆိုရင်2000လူရော2000လောက်ဖြစ်သွားပြီเนาะဒီဘယ်လိုပြောမလဲဆိုရင်ကျွန်တော် YouTube ကောက်မှာပြတ်သွားတယ်ဒီအခုဒုတိယကောက်ဆိုရင်လူရော9000လောက်ဖြစ်သွားပြီပြတ်သွားတယ်အခုကတော့ဒီနေ့မှစမှာဆိုတော့ဒီရက်နောက်ပိုင်းဆိုရင်ကျွန်တော်ဆင်ခြင်ပြီးတော့ကျွန်တော်သုံးသပ်ပေးခဲ့ဗျာကဲဒါဆိုရင်ဒီနေ့ပွဲစဉ်ဂျာမနီဂျာမနီအာဂျာမနီနဲ့အမ်ဆလိုပကီးယားပွဲစဉ်ဒီနေ့မှာဂျာမနီကဘယ်လိုပြောမလဲဆိုလို့ချင်းနှလုံး65ဒီပလက်ပေးတာနှလုံး65ပလက်ပေးထားတယ်ဂိုးပေါင်းကြီးကဒီ3လုံး သေးကြီးပေးထားတယ်။ကြည့်ဒါဆိုလို့ရှိရင်965 block ကဒီကြီးအနေနဲ့965 block ကလက်ရှိပေးထားတဲ့အနေအထားကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်လိုပြောမယ်ဆိုလို့ရှိရင်လူဂျာမနီဒီနေ့မှာအောင်နိုင်ရရှိနေတယ်။ကျွန်တော်ပြောသူတဲ့ဗလာသားတို့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အာ body မှာဆိုလို့ရှိရင်ဥမာနော် body ဈေးကိုတင်းတင်းဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒါပေးထားပြီဆိုလို့ရှိရင်ဂိုးပေါင်းကပြောမယ်ဆိုလို့ရှိရင် ဒါပေါ်စရာအကြောင်းရှိလို့ကျွန်တော်ပြောဘူးတယ်ဟုတ်အရင်ပြောမှဆိုရှင်ဒါဒီကျွန်တော်သုံးသက်တဲ့ဒီပွဲစဉ်တွေတော့လည်းတိုင်းမဲ့ကျွန်တော်ပြောဘူးတယ်ဒါပေမဲ့ဒီနေ့ပေးတဲ့ပေးထားတဲ့ဈေးကဖြစ်တင်လားဆိုတော့ကျွန်တော်တစ်ချက်လောက်ကြံပြီးတော့သုံးသက်ပေးမယ်ဘာသာတော့ကြည့်လို့ရှိနေတစ်ချက်လောက်ကျွန်တော်မှတ်မိကြပါဦးဗျာနော်ကျွန်တော်စကားပြောလို့ရှိရင်မတော့ထိမ့်ပြီးပြောမှရမယ်တချို့ဒီသူတို့ policy နဲ့မကန့်ညီတဲ့အနေအထားမျိုးတွေရှိခဲ့လို့ရှိရင်တန်းပြီးတော့ကျွန်တော်အကောက်ပြတ်ကြသွားမှာဒါကြောင့်မို့ကျွန်တော်ထိမ့်မှရမယ်နော်ဘာသာတော့ ကဲဒါဆိုကျွန်တော်စပြီနော်ဒီဂျာမနီပွဲစဉ်ကျွန်တော်စသုံးတယ်မယ်နောက်ဆုံးဒီရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်လူစဘတ်လိုသင်းမျိုးကိုဒီဂျာမနီအနေနဲ့၃လုံး၃လုံးဒီ plus 50ပေးထားပြီးတော့ပြောမစင်ဂိုးပေါင်းကြီးက၃လုံးဒီ minor 100ရာခိုင်နှုန်းပေးထားတယ်ဆိုတော့လက်ရှိအနေအထားကိုကြည့်မယ်ဆိုလို့ရှင်တော့ပြောမယ်ဆိုဒီနေ့ပေးတဲ့နှလုံး plus ကိုပြန်နှလုံး65နှလုံး plus 65ကိုပြန်ကြည့်မယ်ဆိုလို့ရှင်တော့တကယ်တမ်းဟိုပူကီတွေပေးထားတဲ့ခြေကျော်ပေးထားတဲ့အနေအထားမျိုးကဈေးကျော်ပေးထားတဲ့အနေအထားမျိုးပြန်ကြည့်မယ်ဆိုရင်တော့နည်းနည်း ဟိုကြည့်လေးတော့ဈေးတန်းရကြည့်မယ်ဆိုတော့လည်းဟိုဘယ်လိုပြောမလဲဆိုလို့ရှင်ဗျာဟိုပြော့တယ်ဆိုလို့ကျွန်တော်ယူဆလို့ရတယ်ဒါပေမဲ့ကိုပေါင်းချင်းကြည့်မယ်ကိုပေါင်းချင်းကနောက်ဆုံးလူစင်ဘတ်နဲ့ဂျာမနီရှင်ပြိုင်ကစားတဲ့ပွဲစဉ်တော့က3လုံးမိုင်းနာပြတယ်ဘရာသာတို့ဒီနေ့မှာကပြောမယ်ဆိုလို့ရှင်3လုံးတေကြီးသွားတယ်ဆိုတော့တကယ်တမ်းပေးတဲ့ဘူဂီဂျီရလည်းအမှန်တမ်းပြောမယ်ဆိုလို့ချင်းတစ်ဖက်သက်ပဲတွင်းမဲ့အနေထားမျိုးဖြစ်နေတယ်။ဒါဘူဂီပေးတဲ့ဈေးเนาะဘူဂီဒီအကျော်ပေးတာကလည်းတစ်ဖက်သက်ပဲတွင်းမဲ့ဈေးတန်းကလည်းဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်နေပြောမယ်ဆိုဒီနေ့မှာဂျာမနီတကယ်လို့ ။ဟိုဒီဘယ်လိုပြောမလဲဆိုရင်နိုင်ငံမဲ့ဆိုရင်တော့မနဲ့နော်ဂျာမနီနိုင်ငံမဲ့ဆိုရင်တော့မနဲ့သူကလည်းလက်ရှိပြီးတယ်နှလုံး plus 65ကိုပေါင်းကြီးသုံးလုံးတည်ကြတကယ်တမ်းတစ်ဖက်သက်ပဲသွားမယ်အနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကဟိုကျွန်တော်နေပြောမလဲဆိုကိုပေါင်းအောက်ဖို့တော့ရဟန်းလုံးများမယ်အနေထားမျိုးဘာလို့လဲဆိုတော့တစ်ဖက်သက်ပဲကျွန်တော်ကြည့်ရမယ်အနေထားမျိုးဒါပေမဲ့ဆလိုဘကီးယားကိုကျွန်တော်ပြန်ကြည့်မယ်ဆလိုဘကီးယားအသင်းကိုပြန်ကြည့်မယ်ဆိုဆလိုဘကီးယားကနောက်ဆုံးဒီပေါ့အမြောက်အိုင်ယာလန်နဲ့ကစားတဲ့ပွဲစဉ်တုန်းကဆိုလို့ရှိရင်သူက ဒီ level minor ပြတယ်ပြုလို့စင်ဒီနှလုံးတည်ကြည်ပြတယ်လိုကြည်ပြပြီသူအနေနဲ့ once လို့ရလိုက်မယ်လေသူနိုင်ခဲ့တာဆိုတော့တကယ်တမ်းဈေးနဲ့ပုဂံပေးထားတဲ့ဈေးနဲ့အရောက်ကြည့်မယ်ဆိုရင်လက်ရှိအနေထားကအမှန်တမ်းပြောမယ်ဆိုလို့ရှိရင်ဂျာမနီပောက်ထားတဲ့ခြေကကိုပေါင်းကြီးလဲမသွင်းတာတဲ့အနေထားမျိုး body ကြီးမှာဆိုရင်လဲ body တကယ်ဟိုအသင်းကြီးအသင်းငယ်ရနိုင်ငံတော်အသင်းကြီးအသင်းငယ်ရပုဂံပေးတဲ့ခြေရကြည့်မယ်ဆိုလို့ရှိရင်တော့တစ်ဖက်တစ်ဖက်သွားမယ်အနေထားမျိုးကျွန်တော်ယူဆတယ်ကျွန်တော်ကတော့တကယ်တမ်းကြည့်မယ်ဆိုရင်ဒီဘွဲစင်ကဟို body ကြီးအောင်တာမအောင်တာအထက်ကိုပေါင်း အောက်ဖို့များလောက်မယ်လို့ကျွန်တော်ဒါတော့ကျွန်တော်ဘယ်လိုပြောလဲဆိုရင်ပြောချင်တယ်ဘာလို့လဲဆိုတော့သုံးလုံးပလက်ဖောက်တုံးကသူ့အနေနဲ့ဒီပေါ့ဂျာမနီနဲ့သုံးလုံးပလက်ဖောက်တုံး sorry သုံးလုံးပလက်ဖောက်တုံးကဒီ Z2 လို့ပြီးခဲ့ပြီးတော့လက်ရှိမှာ2ဒီနှလုံးပလက်ဖောက်တဲ့အနေထားမျိုးမှာဆိုလို့ရှင်တော့ပြောမယ်ဆိုလို့ရှင်ဒီနေ့အနေထားမျိုး2ပလက်ဖောက်တဲ့အနေထားမျိုးမှာဆိုရင်တကယ်ကြည့်အောင်မယ်ဆိုရင်တော့မလဲကျွန်တော်ကတ်နိုင်မယ့်အနေထားမျိုးပဲကျွန်တော်ယူဆတယ်ဒါကြောင့်မို့ကျွန်တော်တော့ဂျာမနီ person ကိုဘောက်အောက်ပဲကျွန်တော်အကြံပြုပါတယ်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်နောက်တစ်ပတ်သွားမယ် မတော်ပွဲကဒီမော်တာနဲ့ပွန်လန်ပွဲစဉ်လည်းကျွန်တော်သုံးသပ်ပေးမယ်။အဲကျွန်တော်ဒီသုံးသက်တဲ့အချိန်မှာတချို့စကားလေးတွေကြတော့နည်းနည်းထိမ့်ပြောရတယ်ဗျာတော့ဒါကြောင့်မို့အမှားပေါသွားရင်တော့နားလည်ပြီနော်လောလောဆယ်အရင်လိုမျိုးကြီးလွတ်လွတ်လပ်လပ်ကျွန်တော်ဒီဘယ်လိုပြောမလဲဆိုရင်ဒီပေါ့ဈေးတန်းကိုလွတ်လပ်ပြောလို့မရဘူးဘာလို့လဲဆိုတော့တချို့ဒီစကားလုံးလေးဆိုလို့ရှိရင်သူတို့စီကံချက်တွေနဲ့မကန့်ညီရတဲ့အတွက်ကြောင့်အသိပြောဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ပြောလို့ဆိုလို့မရပါဘူးဗျာဒါကြောင့်မို့နော်ကြည့်ဒါဆိုလို့ရှိရင်ကျွန်တော်မော်တာနဲ့ပွန်လန်ပွဲစဉ် လက်ရှိမှာပိုလန်ကတလုံးဒီတလုံးအပြည့်ရှုံကြီးတလုံးအပြည့်ရှုံပေးထားတယ်ဒီဂိုးပေါင်းကြီးက3လုံး +55 ဟို3လုံး +55 ဆိုတော့ဒါဆိုရင်ပိုလန်ပေးတဲ့ကြီးကျွန်တော်ကြည့်မယ်ပိုလန်လည်းနောက်ဆုံးဒီရှင်ပြန်ကစားတဲ့ပွဲစဉ်တော့မနေ့ပိုလန်ဒီတလုံး +50 နိုင်ပဲပြီးခဲ့တာဆိုတော့ဒီ1 plus 50ပဲပြီးခဲ့တာဆိုဒါဆိုလို့ချင်းဒီနေ့ပြည့်တဲ့ကြီးကနိုင်မဲ့ကြီးမျိုးဖြစ်နိုင်လောက်လားဒီနေ့မှာတလုံးအပြည့်ချုံကြီးဆိုတော့ကြည့်ဒါဆိုလို့ချင်း လက်ရှိမှာပိုလန်နောက်ဆုံးဒီဖြတ်သန်းတဲ့ပွဲစဉ်တော့သူ့အနေနဲ့ဒီတလုံးပလက်ပေးခဲ့တဲ့ဝန်ဝန်လို့ရလက်မြင်တဲ့နယ်သာလန်ကိုနယ်သာလန်ကြီးပေးတာနော်နယ်သာလန်ကြီးပေးပြီးဝန်ဝန်လို့ရလက်မြင်တယ်ပြီးခဲ့တာဆိုတော့လက်ရှိနေတာကြည့်မယ်ဆိုလို့ရှိရင်ပိုလန်အနေနဲ့မကောင်းမို့ကောင်းတယ်နော်နယ်သာလန်အသင်းမျိုးကတော့တလုံးပလက်ဖောက်ခဲ့ပြီးတော့တလုံးပလက်ကနယ်သာလန်ပြန်ဖောက်ခဲ့ပြီးနယ်သာလန်ကိုသူ့အနေနဲ့ဒါဈေးတန်းအရာကြောက်အောင်လုပ်ခဲ့ပြီးတော့နိုင်ခဲ့တာဈေးတန်းနိုင်ခဲ့တာဆိုတော့ဒီနေ့အနေထားမျိုးဟာပိုလန်အနေနဲ့လက်ရှိပေးတဲ့ဈေးတန်းအရာကြည့်မယ်ဆိုကျွန်တော်မချိုက်မှုကြိုက်တယ်ဒါဆိုလို့ရှိရင်မော်တော်ကျွန်တော်ပြန်ကြည့်မယ် ော်တာရှင်မြန်ကလေးမော်တာနောက်ဆုံးရှင်မြန်ကလေးလည်းပွဲစဉ်တော့ဒီတိုင်းပဲနော်ဒီသူ့အနေနဲ့ဒီတစ်ဖက်အသင်းဖင်လန်ကနှလုံးပြား90နဲ့ညစ်ပေးတယ်မော်တာအနေနဲ့မော်တာအနေနဲ့ဇီဝန်လို့ရလိုက်မယ်နဲ့ပြန်ပြီးတော့သူ့အနေနဲ့နိုင်ကြတာဆိုတော့သူလည်းတကယ်တမ်းပြောမစင်ဇေဒန်အောင်ခဲ့တဲ့အသင်းပဲဒါပေမဲ့တခုရှိတာကဒီနေ့မှာပိုလန်ပိတ်တဲ့ဂျီက ဟိုတကယ်တမ်းဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ဒါအနေနဲ့ဖင်လန်လုံသင်းမျိုးကိုတော့မနဲ့နိုင်ခဲ့တာဆိုတော့ဒီနေ့အနေထားမျိုးကဒီပိုလန်လုံသင်းမျိုးကိုတကယ်တမ်းပြန်ရှေ့ပါမယ်ဆိုရင်ရှေ့ပါလို့ရမယ်အနေထားမျိုးတကယ်အသင်းကြီးအသင်းငယ်ရကြေးဟိုဈေးတန်းရကွာရတော့ကွာသွားနိုင်တယ်ဒါပေမဲ့လက်ရှိပေးတယ်ပိုလန်ကြီးတလုံးအပြည့်ရှုံးဒီဈေးတန်းကိုပြန်ကြည့်မယ်ဆိုလို့ရှင်ဒီမှာနိုင်ခဲ့မယ်ဆိုတော့မနဲ့မနေ့ကဈေးတူလို့ရတယ်မျိုးသွားတော့သွားနိုင်တယ်ဒါပေမဲ့မနေ့ကတပွဲရှိတယ်မနေ့အင်္ဂလန်မနေ့အင်္ဂလန်ပေးထားတဲ့ဈေးတန်းကနှလုံးတလုံးပြား90 ရှုံးပေးတယ်။နောက်ပြီးတော့ဒီဂိုးပေါင်းကြီးကနှလုံးအပြစ်ရှုံးစေးပေးတယ်။ဒါပေမဲ့မနေ့ကပြီးတဲ့အင်္ဂလန်ပြီးတဲ့ပြီးတဲ့ကြီးကဇီးတူးလို့ရလို့မလား။ကွတ်တီပဲပြီးသွားတယ်ပလာဇာတို့။เนาะတချို့ပွဲစဉ်တွေကျော်ဒီတိုင်းပဲဘူကရီပေးပေးထားတဲ့ဈေးနှုန်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ပေးတဲ့ဈေးနှုန်းမှာဆိုလို့ရှိရင်ကွတ်တီတွေပြီးတဲ့အနေထားမျိုးတွေကြည့်ဒါဆိုလို့ရှိရင်ဒီနေ့အနေထားမျိုးမော်တော်ပြန်ကြည့်မယ်ဆိုရင်ဒီနေ့မှာဒီဘွဲတို့တော်လိုက်မယ်မလား။ဂိုးပေါင်းကြီးက3လုံး plus 50နာရီဖောက်ထားတဲ့ကြောင်း3 plus 3 plus 50နာရီဖောက်ထားတဲ့ကြောင်းတကယ်တမ်းပြောမယ်ဆိုလို့ရှိရင် ဒီနေ့ပေးထားတဲ့ဈေးတန်းကမော်တာဘက်ကကိုပြန်ရနိုင်လားဖင်လန်လုံးသင်းမြုပ်ကတော့မော်တာနဲ့ကိုရထားတာဆိုတော့ပြောလို့တော့မရဘူးဘရသာတို့ကိုတော့ပြန်ရနိုင်ချေရှိနိုင်ချေများတယ်ဒါပေမဲ့တခုရှိတာက body တလုံးပြည့်ရှုံချင်မနေ့ကလိုမျိုးဒီ quality လောက်ပြီးမှဆိုတော့ဒီနေ့မှာပိုလန်အနေနဲ့ဒီဈေးတူးလို့ရလဲမလဲပြီးရင်တော့ပြီးသွားနိုင်တယ်ဒါပေမဲ့တော်လုံးဘလက်ဒီ50နန်ကြီးကဒီနေ့မှာဟိုစင်တူယူမှာပွဲစဉ်ရဘရသာတို့နောက်တစ်ပွဲလည်းရှိသေးတယ်နောက်ဘယ်ပွဲလဲဆိုလို့ရှိရင် ဒီအာခရိုရှားပွဲစဉ်မော်တီနီကိုနဲ့ခရိုရှားပွဲစဉ်ဒီပွဲစဉ်ကဒီတိုင်းပဲဘော်ဒီဂျီလေးပဲပြောင်းသွားတယ်ဘော်ဒီမှာသုံးလုံးပဲဖောက်တာဆိုတော့ဘယ်ပွဲစဉ်ကဘလိုမျိုးကြေးတော့တော့မသိဘူးပုဂ္ဂတိလိန်တော့လိန်ထားတယ်ကြေးတူတော့ဖောက်တာတော့ရှိတယ်ဈေးတူတော့ဖောက်တာတော့ရှိတယ်ဒါပေမဲ့ပိုလန်ပွဲစဉ်ကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဖီလန်လိုသမျိုးကတော့နိုင်ခဲ့တဲ့မော်တာလိုသမျိုးကိုပိုလန်ကတစ်လုံးပြည့်ရှုံးကြီးကြေးပြန်ပေးတယ်ဆိုတော့ဒီနေ့မှနိုင်ခဲ့မယ်ဆိုတော့အနည်းဆုံးဈေးတူတော့သွားမယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်ကတော့ပိုလန်ဘော်ဒီပဲကျွန်တော်ကြိုက်တယ်အကြိုက်တူမှာဆိုရင်ပိုလန်ဘော်ဒီပဲကျွန်တော်ကစားစစ်ခြင်းနဲ့ နောက်ဆုံးမွန်တီနီဂရိုနဲ့ခရိုအေးရှားပွဲစဉ်လေးကျွန်တော်အကြိုက်လေးသုံးသပ်ပေးမယ်။အစနာကျွန်တော်ပြောသလိုပဲဒီလက်ရှိမှာသုံးလုံးပလက်ဖောက်တာဆိုလို့ဈေးနှုန်းရတူမယ်ဆိုလို့ရှင်ပြောမယ်ဆိုလို့ရှင်ဒီနှစ်ပွဲပဲရှိတယ်ကိုပေါင်းကြီးမှာဆိုလို့ရှင်တကယ်ဆိုလို့ရှင်လက်ရှိပေးတဲ့ကြီးခရိုအေးရှားတလုံးပြန်90ရှုံစေးပေးထားတယ်ပြောမယ်ဆိုရင်ကိုပေါင်းကြီးကသုံးလုံးပလက်90နိုင်စေးပေးထားတယ်ဆိုတော့ကဲဒါဆိုလို့ရှင်ဒီနေ့ဈေးနှုန်းကျွန်တော်တစ်ချက်လောက်ပြန်ပြီးတော့သုံးသပ်ပေးမယ်။ကျွန်တော်ကြေးလို့မပြောတော့ဘူးเนาะကြေးလို့ပြောလို့ရှင်အဲ့ဒီကြေးဆိုတဲ့စကားလုံးလေးကအမှန်တမ်းပြောမယ်ဆိုလို့ရှင် တို့ဒီဟိုပေါ့စီကံချက်မှာယူယူတကယ်တို့ရဲ့ policy စီကံချက်မှာညိတယ်ဗလားဒါကြောင့်မို့ဈေးတန်းလို့ပဲကျွန်တော်ပြောလိုက်မယ်နော်တမျိုးတမျိုးလေးကျွန်တော်ဒီယူယူကောက်လေးရေးရှည်အစဉ်ပြောင်းလို့ပြောတာကြည့်ဒါဆိုလို့ရှင်ကျွန်တော်မိုဒီနီဂရိုပွဲစဉ်ကျွန်တော် သုံးသပ်ပေးကြည့်မယ်ခရိုရှားပေးတဲ့ဈေးတန်းကြည့်မယ်ဆိုရင်တော့ခရိုရှားနေတဲ့ကိုပေါင်းချင်းနဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်တော့ဒီဈေးတန်းက2သိန်းနဲ့ဘလုံး900နိုင်မယ်အနေထားမျိုးသုံးလုံးပဲဖောက်တယ်ဆိုတော့ဆောင်းနာက ပိုလန်ပွေးပိုလန်ဒီကစားပိုလန်ဆနာဒီကျွန်တော်သုံးသပ်ပြီးတဲ့ပွဲစဉ်မှာလည်းပိုလန်ပေါ်ရွေးချယ်ပေးခဲ့ရဆိုဒီနေ့နေ့သားမျိုးကပြောဘယ်လိုပြောဘယ်လိုပြောလဲဆိုရင်ခရိုအေးရှားလက်ရှိတလုံးပြား90ရှင်ကြီးပေးတာဘာကြောင့်ကြီးပေးတာလဲဒါဆိုရင်ခရိုအေးရှားနောက်ဆုံးကစားတဲ့ပွဲစဉ်ကျွန်တော်ပြန်ကြည့်မယ်ခရိုအေးရှားနောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့ဖော်လိုကျွန်းစုကိုနှလုံးမိုင်းနာပြပြီးတော့ဘာသာတော့နော်နှလုံး 90ရှုံစီပြပြီးတော့ပြောမယ်ဆိုလို့ချင်း3-1လို့ရလာမျိုးနဲ့ပြ90ရှုံထားတယ်နောက်ဆုံးစားရတာဆိုပြီးခဲ့တဲ့15ရက်နေ့ပဲเนาะဒီနေ့မှာရှင်ဒီနေ့ကဘယ်နေ့ညဘလားဆိုဒီနေ့မှာဆိုလို့ချင်းဒါ18ရက်နေ့ဆိုပြီးခဲ့တဲ့2ရက်ကပဲကစားခဲ့တဲ့ပွဲစဉ်ပဲเนาะပြီးခဲ့တဲ့2ရက်ကဒီအခုနိုင်ငံပွဲစဉ်တွေကဒီတစ်ပတ်ကစားမယ်ကစားပြီးတော့အဆင့်1ဝင်တဲ့အသင်းတွေကတော့တန်းတန်းရမယ်အဆင့်1တခြားအသင်းတွေကတော့ပြောမယ်ဆိုရင်ရှင်းစပွဲစဉ်ဆက်ပြီးတော့ရှင်ပြန်ကစားမယ်အနေထားမျိုးဆိုတော့နိုင်ငံပွဲစဉ်တွေကဟိုးပြီးခဲ့တဲ့လတွေတော့ဒီတိုင်းပဲ ဒီတလမဒီဒီပေါ့တပတ်လောက်ဝင်တယ်ဝင်တဲ့အပတ်မှာဆိုရင်လည်းနှစ်ကြော်ကစားရတယ်နှစ်ကြော်ကစားရဆိုတာကဘယ်လိုပြောမလဲဆိုရင်နှစ်ပွဲကစားရဆိုတဲ့သဘောမျိုးပေါ့ဗျာနော်ကဲဒါဆိုလို့ရှိရင်ခရိုရှားလက်ရှိပေးတဲ့ကြည်ကနောက်ဆုံးတော့နဲ့ခရိုရှားနဲ့ဈေးတန်းနေနဲ့နှလုံးပြား90ရှုံးချပေးပြီးတော့3-1လို့ရလဲမနဲ့ပြား90ရှုံးခဲ့တာဆိုတော့ဒီနေ့မှသူပေးတဲ့တလုံးပြား90ရှုံးဈေးဆိုတာတကယ်တမ်းဈေးတန်းညာကြည့်မြင်ဆိုလို့ရှိရင်တော့ဂျီလုံးလုံး body ကြီးတော့ပြောမလို့ဆိုရင် ဒီတော်တော်လေးကိုရှာထားတဲ့အနေဘူဂီတီရှာထားတဲ့အနေထားမျိုးနောက်ဆိုရင်မိုဒီနီဂရိုကြည့်မြန်မိုဒီနီဂရိုကဒီနောက်ဆုံးရှင်ပြန်ကစားတဲ့ပွဲစဉ်တော့သူ့အနေနဲ့နှလုံးပလက်သူ့အနေနဲ့ဒီဂျီဘရာဂျီဘရာလိုတင်းမျိုးကိုဖောက်ပြီးတော့ဝန်တူလိုရလဲမျိုးနဲ့တော့ဂျီဟိုဘယ်လိုပြောမလဲဈေးကြထားတော့ဖြစ်တဲ့အတွက်ကြောင့်တကယ်တမ်းကြည့်မြန်ဆိုရင်နှစ်သင်းနှစ်ဖက်လုံးမကောင်းဘူးကောင်းတယ်နော်ဒီမိုဒီနီဂရိုလည်းဈေးကြထားတယ်ဈေးတန်းရကြထားတယ်ဒီခရိုအေးရှားနေလည်းဈေးတန်းရကြထားတဲ့အနေထားမျိုးဖြစ်တယ်ဒါပေမဲ့ နှစ်သိန်းနဲ့ပတ်လုံးနေနဲ့ကိုပေါင်းကြီးသုံးလုံးပလက်ပြန်ပြန်ရှင်ကြည့်မယ်ဆိုရင်နှစ်သိန်းနဲ့ပတ်လုံးကိုရနိုင်မယ်အနေထားမျိုးကျွန်တော်တကယ်ပြောချင်တာကခရိုရှားအနေနဲ့ကနောက်ဆုံးသူပေးခဲ့တဲ့ဒီပွဲစဉ်မှာတော့မနေ့သုံးလုံးပြောမယ်ဆိုလို့ရှိရင်တေရကြီးနှလုံးပြန်90ချုံကြီးပေးပြီးတော့3-1လို့ရလာမယ်နဲ့ဂိုးပေါ်ခဲ့တာဆိုတော့ ဒီနေ့ရာမျိုးကတကန်ခရိုအေးရှားလက်ရှိတလုံးပေးတလုံး၅၀ရှုံချပေးထားတဲ့ဈေးတန်းကကြည့်မယ်ဆိုရင်တော့မနဲ့ဘောင်းနန်ကြီးတင်းတော့ပဲရှိရဘလားဆိုဒီပွဲစဉ်ကကိုအောင်ပေါ်နိုင်ပါမလားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်မင်းညားကပွဲစဉ်တော်တော်များများနိုင်ငံပွဲစဉ်တွေဂိုးပေါ်တာများတယ်မကြတော့ဘူးနိုင်ငံပွဲစဉ်ကနောက်နှဲလောက်နေလို့ရှိရင်အကုန်လုံးပြီးပြီဒါကြောင့်မို့ဒီနေ့ပေးထားတဲ့ဒီခရိုအေးရှားပေးထားတဲ့ဈေးတန်းကိုပြန်ကြည့်မယ်ဆိုရင်ဘောင်းနိုင်ခဲ့မယ်ဆိုတော့တင်းတင်းတော့ပဲရှိရနော်တင်းတော့ပဲရှိရတယ်ကျွန်တော်ဒီနေ့ပွဲစဉ်ကကျွန်တော်ကိုအောင်ပေါ်နိုင်လိမ့်မယ်ကျွန်တော်မယူဆဘူး ဒီဂိုးပေါင်းချင်းသုံးလုံးပလက်ဖောက်တာကတော့အစောကကျွန်တော်ပြောလို့ပိုလန်ဘွဲ့ကိုသွားပြီးတော့ရှင်ပြီးတော့ကျွန်တော်ဖောက်တယ်လို့ကျွန်တော်ယူဆတယ်ဒီဘွဲ့နဲ့တကယ်ပြီးမယ်ဆိုတော့မှလည်းဟိုရီချာနိုင်ခဲ့မယ်ဆိုတော့မှလည်းတလုံးတာလောက်နဲ့ကျွန်တော်နိုင်လောက်မှကျွန်တော်ယူဆတယ်နော်ဒါကြောင့်ကျွန်တော်ကတော့ဒီဘွဲ့နဲ့ဂိုးပေါင်းအောင်ပဲကျွန်တော်အကြံပြုပါလို့ပြအကြိုက်တူမယ်ဆိုရင်ဂိုးပေါင်းအောင်ပဲကစားစစ်ခြင်းနဲ့အခုလောလောဆယ်ကကျွန်တော်ယူဆကျွန်တော်သုံးသက်ပေးခဲ့သုံးဘွဲ့သုံးသက်ပေးခဲ့ပြီလောလောဆယ်ကဘလာတော့ကျွန်တော်ပြောချင်တာက အရင်တော့အရင်တော့လို့ကျွန်တော်ဒီဘလုံးမနဲ့ပတ်သက်ပြီးတော့ပုံမလင်းနဲ့ကျွန်တော်သုံးသက်ပြီးလို့မရတော့ဘူးနောက်တစ်ခုပြောချင်တာကဒီ brother အနေနဲ့ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေသုံးသက်တာတွေကိုသိပြီးတော့အာရုံတော့မထားပါနဲ့အဓိကကျွန်တော်အကြိုက်တူရင်တော့ကစားပေးဘာလို့လဲဆိုတော့ကျွန်တော် Telegram channel ဘိုင်ဘတ် channel မှာတော့တပွဲကောင်းအပါဝင်မောင်းကတ်တွေအကောင်းဆုံးပြောင်းစူးစမ်းပေးမယ် YouTube မှာ YouTube တို့တွေ TikTok တို့မှာဆိုလို့ရှိရင် ဒီလက်ရှိတော်တော်များများဒီဘလုံးမနဲ့ပတ်သက်ပြီးတော့စီကံချက်တွေတင်းကျပ်လာရှိသလိုတချို့နေရာတွေဆိုလို့ရှိရင်ဘလုံးမနဲ့ပတ်သက်ပြီးလုံးလုံးအောင်ပြောလို့မရပါဘူးဗျ Facebook ဆိုတဲ့အတိုင်းပဲကျွန်တော်ကျွန်တော် Facebook မှာဘလုံးမသုံးသက်ပြီးခုနောက်မှကျွန်တော်သုံးသက်ပြီးလို့မရတော့ပါဘူးဗျဘလုံးမနဲ့ပတ်သက်ပြီးတော့လက်ရှိအနေအထားဘယ်လိုပြောမလဲဆိုလို့ရှိရင်ဟိုဒီစီကံချက်တွေများနေတဲ့အတွက်ကြောင့်ဒါကြောင့်မို့ကျွန်တော်လုံးဝလုံးလောက်ပဲဒီအမှတ်ပြပွဲစဉ်ပြန်ဆိုင်ရင်အကောင်းဆုံးသုံးသက်ပေးမယ်ဒီနိုင်ငံပွဲစဉ်တွေလည်းကျွန်တော်အားနှက်ချက်ရှိရတဲ့အတွက်ကြောင့်ကျွန်တော်တိတ်ပြီးတော့ဒီပွဲစဉ်တွေကတစ်လမှ တပတ်လောက်ပဲဝင်တဲ့အတွက်ကြောင့်ကျွန်တော်ကဈေးတန်းနဲ့ပဲကြည့်ပြီးတော့သုံးသပ်ပေးရဆိုတော့ဘယ်လိုပြောမလဲဆိုရင်နည်းနည်းလေးဟိုပေါ်အားနှစ်ချက်ရှိတဲ့အတွက်ကြောင့်ထိမ့်ပြီးတော့ကစားပါเนาะအကြိုက်တူမှတော့ကစားပါအကြိုက်မလို့ဘာသာအနေနဲ့စောင့်မကြတော့ဘူး20ရက်20ရက်ဆိုလာပြီကျွန်တော်တို့မပီးပွဲစဉ်လာပြီအရှင်ကြောက်လို့ကျွန်တော်တို့မနိုင်ပြောမစင်အမပီးပွဲစဉ်တွေကကိုစမ်းမနိုင်ဒီတဲမှာကျင်လန်နေရတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဟိုပေပွဲစဉ်ဘယ်လိုလဲဆိုအနီးကပ်ဆုံး ဟိုဘလားသားတို့ကိုအကောင်းဆုံးပြောင်းကြိုးစားပေးနိုင်ပါဗျာနော်လက်ရှိနိုင်ငံပွဲစဉ်တွေကတော့ပပလောက်ပဲကစားပါထိုင်းကစားပါကျွန်တော်မကြွင်ကျင်တဲ့နယ်ပယ်တွေဖြစ်တဲ့ကြောင်းကျွန်တော်အကြိုက်လေးတော့ပဲသုံးသပ်ပြရဖြစ်ပါတော့ဗျာနော်တကယ် channel ပဲပဲ channel မှာလက်ရှိကျွန်တော်သုံးသပ်ပြရပြီးတော့ comment ထဲမှာရှိတယ် link ရှိတယ်တကယ် channel ပဲပဲ channel link ရှိတယ်ဒီဝင်ကြမ်းမိတာကျွန်တော်အခုနောက်ပိုင်းနိုင်ငံပွဲစဉ်စပြီဆိုတော့တပွဲကောင်းတော့ကျွန်တော်မတင်ဘူးမောင်းကလောက်ပဲကျွန်တော်အနေနဲ့အပြင်းပြင်းကစားလို့ရအောင်တင်ပေးတယ်မနေ့ကဒေသမောင်းကတ်တင်ပေးတယ်တသိန်းနဲ့ကြိုးစားတယ်နော်တပွဲကောင်းဘာလို့မတင်ပေးရလဲဆိုတချို့တပွဲကောင်းတွေတောင်းကြတယ် ကျွန်တော်မကြွန့်ကျင်တဲ့ level တွေကကျွန်တော်တပွဲမှမတင်ပေးဘူးဘာလို့လဲဆိုတော့ brother တို့ထိုးရင်ငွေနဲ့ရင်းတူရတဲ့အတွက်ကြောင့်ရှုံးရင် brother တို့ပဲအရှုံးပြလိမ့်မယ်နော် brother တို့ပဲအမြဲတမ်းပြောမှာဆိုရင်ကျွန်တော်သုံးသပ်ပြီးတဲ့ပွဲစဉ်တွေအကြိုက်တူလို့ကစားမယ်ဆိုတော့အရှုံးပြမယ်ကျွန်တော်မကြွန့်ကျင်တဲ့ level တွေဖြစ်တဲ့ကြောင့်ကျွန်တော်အနေနဲ့ brother တို့ဘယ်တော့မှမတင်ပေးဘူးဘာလို့လဲ brother တို့ရှုံးရင်ကျွန်တော်လည်းရှုံးတာပဲဟုတ်တယ်မလားကျွန်တော်အကိုအားပေးတဲ့ညီကိုတွေရှုံးရင်ကျွန်တော်လည်းရှုံးတာဖြစ်တဲ့ကြောင့်ကျွန်တော်အနေနဲ့အနိုင်မဲ့ရစေချင်ပါလေဗျာနော်ဘယ်တော့မှအလိုမျိုးဒီတစ်ဖက်သားကိုဒီပေါ့ရှုံးစေချင်တဲ့စိတ်နဲ့ကျွန်တော်မသုံးသပ်ပေးပါဘူးဗျာနော်ဒါကြောင့်မို့ မပြပေါ်တဲ့ပြန်စားမှကျွန်တော်တို့အကောင်းဆုံးပြောင်းစူးစမ်းပေးပါမယ်เนาะကဲဒါဆိုရင်ကျွန်တော်အပြင်ယူကားလုံးမဲ့ကျေးဇူးများကြီးတင်ပါရပါမယ်เนาะကျွန်တော်တို့ဒါဆိုရင်ဒီမကြတော့ပေါ့22ရက်20နေစဉ်ပြန်စားပါဗျအဲ့ကြမှာပြန်ဆောင်ကြမယ်เนาะ